Episode 7အစမှာတော့နောက်ဆုံးပွဲစဉ်မှာချက်ပြုတ်ဖို့အတွက်လိုအပ်တဲ့တည်ဦးပုံစံကိုပြပေးမယ်။ဒီဘက်ကမှမရှိတာကြောင့်တိုင်ပတ်နေတော့ဂျိုဆုံးမှဒီလိုအိုးကိုတီထွင်နိုင်တဲ့သူကတယောက်ပဲရှိမှန်ကြီးရောင်းတယောက်သမိုင်းဆောက်ကိုဖတ်ထားလို့သိနေခဲ့ပါတယ်။ဒီလိုချက်ပြုတ်ရမယ့်ဟင်းလျာတွေကိုဆန်းချက်ပြုတ်နေကြပြီးပေါ့ဖော့ကြီးတို့ကလည်းပြိုင်ပွဲအတွက်ပြင်ဆင်ချက်ပြုတ်နေကြပါတယ်။ညာရောက်တော့ဂျီအောင်တို့အုပ်စုချက်ပြုတ်မဲ့ဟင်းအတွက်စီဝေးထိုင်နေတော့ဘီရင်ကချောင်းကြည့်နေခဲ့ပါတယ်။ဂျီအောင်ကဟင်းချက်တဲ့နေရာမှာလိုအပ်တဲ့တည်ဦးတွေကိုလှုပ်ဖို့တင်ပြပြီးဂျီအောင်တယောက်သမိုင်းဆောက်ထဲကနေတိလာတဲ့ပစ္စည်းတီထွင်သူဂျန်ဟုတ်ရှိဆိုတဲ့သူရှိသေးလားမေးတော့ဘီရင်ကတေသွားပြီဖြစ်ကြောင်းနဲ့ဂျန်ချွန်စိုးလို့ခေါ်တဲ့ဂျန် ုတ်ချီရဲ့မျိုးဆက်တော့ကြံသေးတယ်လို့ပြောကအဲ့လူကမနေ့ကဒူဆန်နဲ့ပြစ်စည်းတဲ့တီထွေမီပောက်ကွဲမှုဖြစ်စေခဲ့တာကြောင့်ရောဘင်ထုတ်ခံနိုင်ရတယ်လို့ဘီရင်ထိန်းတော်ကပြောလိုက်ပါတယ်ဘီရင်ကဒဲအိုးကိုခုလိုလာလာမေးတော့ဂျီအောင်ကခုမလိုပဲနောက်ဆုံးပွဲစဉ်အတွက်လို့ပြောကတိုင်ပွဲမှာတုံးဖို့ပါဝင်ပစ္စည်းတွေကိုပါထပ်ဝယ်ဖို့နန်းတော်ပြင်ထွက်ဖို့ခွင့်တောင်းတော့ဘီရင်ကသူပါလိုက်မယ်ပြောပေမဲ့တန်တမန်နေရှိနေတာကြောင့်ဘီရင်ထိန်းတော်ကပဲလိုက်သွားရင်မသိတော့ကြောင်းဝင်ပြောတော့စိတ်ကောက်ပြီးဂျီအောင်ကိုပါတွားခွင့်ပြုလိုက်ကတယောက်တည်းဆိုစိတ်မချလို့အမန့်အင်ကိုပါအတူတူလိုက်ခိုင်းခဲ့ပါတယ်ဒီလိုနဲ့ဂျီအောင်နဲ့အမန့်အင်တို့လည်းစကားဆက်ပြောနေခီးဆက်လာလိုက်တာခီးတထောက်တော့မနာအသေးဘူးရှေ့ကနေခုံ ီကရုတ်တရက်ပေါ်လာခဲကနောက်လဲကြည့်လိုက်တော့လေဘရင်နဲ့သူ့မူမဖြစ်နေပြီအမန်ကတန်တမန်နေရှိသေးလို့နန်းတော်ပြင်ထွက်ရင်မတင်းတော့ကြောင်ပြောပြမယ်ဘရင်ကတိုင်းမီတာဝင်ထိုင်ရရမယ်ကြည်အောင်တခုခုဖြစ်မှာဆိုလို့စိတ်ပူပီလိုက်လာတာလို့ပြောကအမန်ကိုပဲပြန်လွတ်လိုက်ပါတယ်နန်းတော်ထဲမှာတော့ဘရင်မရှိမှန်းသိသွားကြရင်အန်နီရဖြစ်လာမှာကြောင်ဘရင်နေမကောင်းဘူးလို့သတင်းလွှင့်ထားကအမန်ကလည်းဘရင်အိမ်တော်ကိုဘသူမှအဝင်မခံဖို့ဘရင်ထိန်းတော်ကိုပြောလိုက်ပြီးညီလာခံကိုလည်းရပိုင်းအတွင်းမလုံးနိုင်ကြောင်ဘရင်နေမကောင်းလို့ဖြစ်ကြောင်အခြားအမတ်တွေကိုပြောကပြန်လွတ်လိုက်ပါတယ်ချိန်မွေးမီးမလောက်လက်မွေးမီးမလောက်နေလာတဲ့ဘရင်လည်းလမ်းလျှောက်လာလို့မောနေခဲ့ပြီးကြည်အောင်ကနေပြီးဘရင်ဖြစ်ကြ ြောင်းသူများရှိမှရှောက်မပြောဖို့တာမြင်ထားပါတယ်ဘယင်နန်းတော်ပြင်ကိုဂျီအောင်နဲ့ထွက်သွားတာကိုအမတ်ကျဲဆန်းကတိသွားပြီးတလက်ဆတဲ့လှုပ်ချမ်းမှုပြောကပြစ်မှတ်ကဘယင်ကိုမဟုတ်ပဲဂျီအောင်ကိုအဓိကပြစ်မှတ်ထားလို့ပြောလိုက်ပြီးလှုပ်ချမ်းမှုသာအောင်မြင်အာနာသိမ့်ဖို့အတွက်ပူတီချာမှဖြစ်ပြီးအထူးလေးကျင့်မိထားတဲ့လှုပ်ချမ်းသူတွေကိုတုံးဖို့အမိန်ပေးလိုက်ပါတယ်ဒီလိုနဲ့ဂျီအောင်တို့လေးယောက်လည်းတီထွင်သူဂျန်ချိုဆန်းရဲ့အိမ်ကိုရောက်လာကြပြီးအိမ်တကားဝမှာတော့ပြင်းပြချက်မရှိပဲဝင်လာတဲ့သူကတေမင်းနဲ့တွေ့ရမယ်လို့ရေးထားတာကိုဘယင်ကလည်းသူ့ကိုသူဘာကောင်ထင်နေလဲလို့ပြောကယူမဆိုင်ပဲတကားကိုဆွဲပြီးဝင်လာခဲ့ပါတယ်တကားကိုဆွဲလိုက်တာကြောင့်တကားနဲ့ချိန်ထားတဲ့ဂျိုးကတင်းသွားပြီးအမြောက်အိုးကမင်းကြီးပြ ည်သားဖြစ်သွားကအားလုံးလက်လန့်ကုန်ပြီးဘရင်ကတော့ဂျီအောင်ကိုကောက်ွယ်ခဲ့ကအမြောက်ထဲကနေလက်စလုံးတွေထွက်လာမယ်လို့ထင်သားပေမဲ့ကံကောင်းပြီးတော့ပေါပေါတွေပဲထွက်လာခဲ့ကပေါပေါတွေကြမှာဘရင်နဲ့ဂျီအောင်ကအကြည့်ဆိုင်နေခဲ့ပါတယ်ပေါပေါတွေကျန်းနေတော့အိမ်ထဲကနေကျန်းချွတ်စိုးဆိုတဲ့အဖိုးကြီးကထွက်လာကပေါပေါကိုအများကြီးမှန်းထားပေမဲ့အရသာမရှိတာကြောင့်စိတ်ဆိုးနေတော့ဘရင်ကနေပြီးဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲဆိုပြီးအိမ်ထဲမှန်းနဲ့ဆိုလိုက်ကဘရင်ဆိုတဲ့စကလုံးထွက်ကနေဂျီအောင်ကဝင်သားလိုက်ပြီးအမတ်အိမ်ကလည်းစိတ်ထိန်တော်မူပါလို့ပြောလိုက်ကဘိုးတော်ကလည်းအမတ်အိမ်မလို့ဒီလောက်မောင်းမာနေတာလို့ဘရင်ကိုပြောလိုက်ရင်ဘရင်မူးမတ်ကတော့ဒိုင်ဆိုင်လုံးနဲ့ဘိုးတော်ကိုထိုးမဲ့ကြိတ်မဲ့တကယ်ကလုံနေပြီးဂျီအောင်က ကဒီအချိန်လေးဝင်သားကသူ့ကိုယ်သူတော်ဝင်စပုံဦးချုပ်လို့မိတ်ဆက်ပြီးတိုင်းမြင့်နဲ့ဆိုင်လို့လာကူညီတောင်းတာလို့ပြောပေမဲ့ဟိုဘိုးတော်ကလည်းလူမွေးခေါင်းပါနေကသူတီထွင်ထားတဲ့များရည်နဲ့ပြစ်မယ်လို့ချင်းချောက်တော့ဘရင်တို့ပဲဘစ်ကျောင်းပြေးလိုက်ရကအပြန်ခဲမှာဂျီယောင်းကတရားတော်ကိုဘိုးတော်ထံပေးလိုက်ပြီးပေါပေါထုတ်ရင်ဒါထဲဖို့ပြောကအရသာရှိလိမ့်မယ်လို့ပြောကအပြင်ထွက်သွားလိုက်ပါတယ်အတူတလို့မတန်တလို့ဆန့်ဆန့်ခံခဲ့ရတဲ့ဘရင်လည်းစိတ်တုန်နေပြီးဂျားတဲ့ခုံကြီးနဲ့အမက်ကပါထားခိုက်နေပါသေးတယ်အဲ့ဒီပေါပေါဖောက်တဲ့အတန်ကျဲကြီးထွက်လာခဲ့ကဘရင်ကတော့ဂျီယောင်းကိုဖတ်လိုက်ပါသေးတယ်ဂျီယောင်းလည်းအိမ်ထဲကိုသွားခိုးကြည့်ခဲ့ပြီးဘိုးတော်ကပေါပေါကအရသာရှိပေမဲ့ဂျားကဈေးကြီးရာကြောင့်ပြည်သူတွေ ကိုလောင်းကျွေးနိုင်မှာမဟုတ်ဘူးလို့ဆိုကာရောင်းကတော့ဒီတကောပေါ့ဖော့ကြီးတကောသာနိုင်ခဲ့ရင်ကြံနေကိုဈေးချုံချုံနဲ့တင်သွင်းနိုင်မှာဖြစ်ကြောင်းပြောပြီးတိုင်ပွဲလုပ်ဖို့ဒီဇိုင်းကိုပါပြလိုက်ကနှစ်ယောက်သားဆွေးနွေးဖို့ဝင်သွားကဘရင်ကတင်းဝင်သွားဖို့လုပ်ပေမဲ့ဂုံကြီးကမနေတားလိုက်ရပါတယ်အိုးကလေဖီးရားကိုတုံးပြီးချက်အမဲ့အိုးဖြစ်တာကြောင့်ဘယ်တထုနဲ့လောက်ရမလဲစဉ်းစားနေတော့အခုတမျိုးတော်ကြတမျိုးဘောရကစိတ်ပြောင်းသွားကမလုပ်တော့ဘူးလို့ပြောပြီးဂျီယောင်းကိုနင်ထုတ်လိုက်ပါတယ်ဂျီယောင်းနဲ့ပေရလဲနန်းတော်ပြင်ထွက်သွားတာကြောင့်ဂျင်ယာတော်ကစိတ်တုန်နေပြီးထပ်ပြီးဂျင်ယာတော်ရဲ့စီခံကဂုံကြီးဆိုတဲ့ဆက်မင်းသားတည်ဆုံးသွားတဲ့အိုးဒဏ်ရဲ့မောင်လေးဖြစ်ပြီးမဖြစ်သူတည်ဆုံးမှုကိုစုံစမ်းဖို့နန်းတော်ထဲဝဲလက်လက်လုံ နေတာဖြစ်ကြောင်းပြောကသူ့เจ้าဆော်ဆန်းမို့ကျင်ရတော်ကအမိန်ပေးလိုက်ပါတယ်။အဲတော့ဂျီတော့ကတော့ဘေးရင်ကဂျီရောက်နဲ့အတူတူနန်းတော်ပြထွက်သွားတာကြောင့်အယောက်ယောက်ကြိုက်နေတာလားဆိုပြီးအတင်းတုံနေကြပါတယ်။တော်ဝင်စိုးပေါ်ဆောင်မှာတော့ကြက်မဲကိုချက်နေခက်ကအရသာရှိပေမဲ့ထူးထူးခြားခြားကောင်းနေရမျိုးမဟုတ်တာကြောင့်ဂျီရောက်ရဲ့တဲဦးနဲ့ချက်မှတ်တာအရသာရှိမှန်မှန်လက်ခံလိုက်ပါတယ်။အဲဒီချိန်စိုးပေါ်မှုမိန်ကဂေငုံးကိုဒါလီရာနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်တင်ကြားပေးနေခဲ့ပါတယ်။ကိုစံဖြူနဲ့ချက်ကြီးကတော့ရင်းလျာတွေချက်ပုတ်ပေးနေပြီးစံဖြူကတော့ဂျိုဆုံးကိုနိုင်ငံသေးဆိုပြီးထင်သေးလို့မရကြောင်းပြောကတတိချာချာလေ့ကျင့်ထားရမယ်လို့ပြောနေတော့ခြေခြေကတော့မက်ချေဆန်းနဲ့ရှိုးဝတ်တွေးဆောင်နေပြီးအပေးอยู่လုံနေခဲ့ပါ တယ်အဲ့ချိန်မိုးရွာနေပြီကြည်ရောင်းတော့ကမိုးခုန်နေကြချိန်ဂုံကြီးကဒီလိုချိန်မျိုးမှာကြက်တော့မြိတ်ပန်ကိနေရက်လေးနဲ့သာမြည်ရရင်ဘလောက်ကောင်းမလဲပြောနေတော့ကြည်ရောင်းတယောက်အကြံရသွားပြီးဘိုးတော်ကဘူဆန်ကားမလို့ဘူဆန်သားတွေကြိုက်တယ်ပန်ကိနဲ့ဆွဲဆောင်မယ်ဆိုပြီးပန်ကိလှုပ်ဖို့ပြင်ဆင်လိုက်ကစချက်ပြုတ်တော့အနံလေးနဲ့တည်းအရင်ဆွဲဆောင်မယ်ဆိုပြီးဂုံကြီးမဲ့မူးမတ်ကိုရက်တောင်နေဘိုးတော်အိမ်ကြည်ရောင်းခက်ခိုင်းလိုက်ပြီးဂုံကြီးတော့ကကြည်ရောင်းကထက်ခဲ့ပြီးလို့ချီကျူးတာကြောင့်ဘရင်လက်တဝင်တော်ပြီးသူကိုယ်တိုင်ဝင်ခက်နေခက်ကအနံနဲ့ဆွဲဆောင်ခဲ့ရတဲ့ဘိုးတော်လည်းအနံနောက်အမီတနက်နဲ့ပါလာပြီးစားမဲ့အရင်မစားပဲမူနေလို့မနေကျွေးလိုက်ရကကြည်ရောင်းကြအောင်မြင်တော်ပြီးဘိုးတော်ကတော့ရွာရဲရတာကိုပြန်အမ က်ရစေတာကြောင့်သဘောကျသွားခဲ့ပါတယ်။ဒီရောင်းကနေပြီးသူမကအစာချက်ပြောရတာကိုသဘောကျပြီးသူချက်တဲ့အစာကိုလူတွေကကြားရင်ပို့သဘောကျလာပြီးသူ့ရဲ့လက်ရာနဲ့ပေါပေါကြီးတို့ကိုအနိုင်ယူပြီးကြံမင်းလေးကိုဈေးချိုချိုနဲ့ရခဲ့ရင်ဘိုးတော်ရဲ့ပေါပေါကိုလည်းရသာရှိရှိနဲ့လုံနိုင်ပြီးပြည်သူတွေကိုလည်းရသာရှိတဲ့ပေါပေါတွေတွေးနိုင်မှလို့အနိုင်ရအောင်သူတက်တဲ့ပညာနဲ့ကုညီဖို့ဘိုးတော်ကိုကုညီတောင်းလိုက်ပါတယ်။ဘိုးတော်လည်းလုံပေးဖို့သဘောတူလိုက်ပြီးဂုံကြီးကိုဘိုးတော်ကိုကုညီဖို့နေခဲ့ကိုင်းကဘင်းတို့တောင်ရကတော့ပါဝင်ပစ္စည်းချဖို့တော်တဲ့ထော်သွားခဲ့ပါတယ်။ရဲရဲကတော့တော်ဝင်စိုးစောင်းကခိုးလာတဲ့ငရုတ်သီးမုံနဲ့ဟင်းလျာကိုအစမ်းချက်ပြုံးနေပြီးချက်ကြီးပဲရရလဲမေးပေမဲ့ပေါပေါကြီးနဲ့တင်မီလုံးတွေ ခဲကပူဆန်ပြူကတော့ဂျဲဂျဲကိုယုံကြည်မှုပြေဝပေးလက်ကဆက်လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။ပေါ့ပေါ့ကြီးနဲ့မကြီးတို့တစ်ပတ်နှစ်ယောက်ကတိုးဝဲစပုံမှုချုပ်ကိုလှုပ်ချမှုကိစ္စဗုဒ္ဓချန်စီနေတော့ကူဆန်ပြူကခူးနှားထောင်နေခဲ့ပါတယ်။ညရောက်တော့စပုံမှုမိန်တို့နှစ်ယောက်စကားတွေပြောပြောနဲ့ပြန်လာနေတော့မျက်နှာဖုံးတဲ့လူယောက်လာကပဇက်ကနဲ့ကြည်ရောက်ဒုက္ခရောက်တော့မယ်လို့ကိုရီးယားလူပြောကစာရွက်လွတ်ကြီးပေးခဲ့ပြီးလက်ပြန်ကမျက်နှာအုပ်ထားပေမဲ့စပင်မအုပ်မိပဲစပင်ဖြူဖြူကြီးဖြစ်နေရကြောင်းကူဆန်ပြူမှန်းသိသွားကစပုံမှုမိန်နဲ့စပုံမှုအွန်လဲကူဆန်ပြူပြောတဲ့ကိစ္စကိုဘင်းအထင်းတော်ကနေတစင်မဲ့ရင်ကိုတော့ပြောပြခဲ့ပြီးစာရွက်ကိုပေးခဲ့ပါတယ်။တကယ်တော့စာရွက်ကလူကြီးမဟုတ်ပဲမီးနဲ့ထိုးမှမြင်ရတဲ့စာဖြစ်နေ ပြီးဖမ်းကြည့်လိုက်တော့ဂျီယောင်လှုပ်ချန်ခံရတော့မယ်လို့ရေးထားတာကြောင့်အမတ်ရင်လည်းစစ်သားနိုင်ငံရဲ့ဘရင်တို့ရှိရာကိုခြိတက်လာခဲ့ပါတယ်အဲ့ချိန်ပြောထားတဲ့အိုးကလည်းရတော့ကပြန်မလို့လုပ်နေတော့လှုပ်ချန်သူတွေရောက်လာကမူမကဘရင်ကိုအရှင်မင်းကြီးအန်ရရှိတယ်လို့ပြောလိုက်တော့ဘိုးတော်လည်းကြားသွားပြီးဘရင်မန်းတည်ရောခဲ့ပါတယ်အလုံးနဲ့လှုပ်ချန်သူတွေနဲ့မူမတို့တကြဖြတ်ကြရင်လှုပ်ချန်သူတွေကဂျီယောင်ကိုမဲနေရကြောင့်ဂျီယောင်တယောက်ချောင်းရင်တရင်လောက်ကဝစ်တန်ရရတော့ခဲ့ပါတယ်လှုပ်ထားတဲ့ပေါင်းကိုလည်းပြုတ်ကျသွားပြီးဘိုးတော်ကတော့အိုးကိုပြိုင်ဝဲမီယူလာခဲ့မယ်ပြောကဒေလောနဲ့ပြင်းလွှိုင်းတိုက်ရင်ခိုက်ရင်ဘရင်လည်းအရာနိုင်ငံရရှိသွားကအချိန်မြင့်မန်းရင်တို့ကရောက်လာတဲ့ကြောင့်ကန်ကောင်းပြီးဂျီယောင်ကတော့မေလဲသွားခဲ့ပါတ တယ်။မူမကားနယ်ပြည်ဘရင်ကိုလှုပ်ချန်တပြတ်တဲ့သူတွေကစစ်တဲလက်ချင်းမှုခံယူထားတဲ့လူတွေဖြစ်ပြီးတစ္ဆာဖောက်တွေကခြေလန်းဆလန်းနေပြီလို့ပြောနေတော့ဂျီယောင်တယောက်သတိပြန်လည်လာပြီးတိုက်ပွဲနေမလို့မြန်မြန်ပြန်ဖို့ပြောလိုက်ပါတယ်။အမတ်ကျေဆန်းကတော့လှုပ်ချန်မှုမအောင်မြင်လို့ဒေါသထွက်နေခဲ့ပါတယ်။တိုက်ပွဲနေရောက်တာကြောင့်အားလုံးကပြင်ဆင်နေကြပြီးဘရင်နဲ့ဂျီယောင်ကရောက်မလာသေးတာကြောင့်ကြောက်လို့ပေါ်မလာတာမလားလို့ပေါ့ဖွဲ့ကြီးတို့ကမှုန့်နေခဲ့ပြီးတဆောင်းမဲချိန်ကိုထထိုးလိုက်ကထဆောင်းမဲချိန်ကိုထထိုးလိုက်ဖို့ကိုစံပြူကခွင်တောင်းလိုက်ကအနူနီနဲ့ပဲအနိုင်ယူမယ်လို့ပြောလိုက်ပါတယ်။တတ်မှတ်ထားတဲ့အချိန်ပြေတော်မဲချိန်မှာဘရင်တို့ကကွတီးရောက်လာခဲ့ရင် episode 7လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျ။